ားဆော့လို့ punishment လုပ်တဲ့ခါမျိုးမှာလည်းသူရဲ့ emotion မျိုးစုံတွေးရတယ် season 1မှာဆိုလဲ season 2မှာလည်းကျွန်တော်တို့မတူညီတဲ့တိုက်ဆက်မှုတွေနဲ့ပြည်သက်တွေအကုန်လုံးကိုကျွန်တော်တို့ဒါဆွဲခေါ်သွားဖို့ပေါ့နော် season ထားပါတယ်။တောင်တူတဲ့မားတွေဘဝကိုကျွန်တော်ထင်ဟပ်စေတဲ့အကြောင်းအရာတွေအားလုံးကိုကျွန်တော်ဒီ season 2ထဲမှာထည့်ထားပါတယ်။နောက်တစ်ခုက season 1နဲ့မတူတဲ့ကိစ္စအကြောင်းကျွန်တော်တို့ punishment ကိုပြင်းထန်လာရဲ့ဆိုတာပြည် göra det. Låt ကျွန်တော်တို့ဒီ season မှာကျွန်တော် show director အနေနဲ့ပေါ့နော်တောင်းပန်နေတာပေါ့နော်ဒီဥစ္စာကတော့ season 1အောင်မြင်တဲ့အတွက်ပေါ့ကျွန်တော်တို့ဒီ season 2ဆက်လုပ်တဲ့တပုံမျိုးပေါ့နော် season 1ကလည်းပရိသတ်တွေတော်တော်အားပေးကြတယ်ပေါ့နော်ပရိသတ်တွေတော်တော်အားပေးတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ reality show ပုံစံပေါ့နော်ပုံစံဆိုတော့တကယ်တော့ကျွန်တော်တို့ဒီ scripted တွေမရှိခဲ့ဘူးပေါ့မရှိခဲ့ဘူးဆိုတော့ဥပမာဆိုတော့ကျွန်တော်တို့ကဟိုဒီအပိုင်းမှာဆိုရင်ဘာကြီးလုပ်ရမလဲဒီဘိုင်းမှာဘာကြီးလုပ်ရမလဲဘယ်လိုပုံစံမျိုးလုပ်ပေးပါမလဲတခါမှတောင်းဆိုခဲ့တာမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီပထမ HBN ရတော့ ဟို reality show ပေါ့ကျွန်တော်90%လောက်ပေါ့ဟိုစစ်မှန်ဖြစ်ခဲ့တယ်ပေါ့နော် စစ်မှန်ဖြစ်ခဲ့ကြတာကြတော့တချို့ဇာတ်လေဒီကြည့်ဦးတဲ့လူတွေနည်းနည်းတိလိမ့်မယ်ထင်ပါတယ်ပေါ့နော်သူတို့ရဲ့ပုံစံတွေသူတို့ရဲ့ movement တွေက surprise ဖြစ်သွားတာမျိုးတခါကြရင်လည်းသူတို့ခံမှန်းလို့မရတဲ့ပုံစံမျိုးတွေဆိုရင်ဖြစ်သွားတယ်တွေ့နိုင်မှာပေါ့နော်အဲဒါတော့ကျွန်တော်တို့ကဒီ season 2ကိုလည်းကျွန်တော် season 1ပုံစံအတိုင်းပေါ့နော် reality show ပေါ်တဲ့ဒီ90%ဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကြိုးစားတင်ဆက်ဖို့အတွက်ဟိုရည်ရွယ်ထားတယ်ပေါ့နော်ဒါလို့လဲဆိုတော့ ျွန်တော်က reality show တော်တော်များများတော့ဟိုဒီနိုင်ငံမှာကျတော့ reality show ကိုတက်ပြီးတော့ used to ဖြစ်လေမရှိဘူးပေါ့နော်ဟိုနိုင်ငံမှာတော့တို့ရှိကြပါဘောနော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ကဒီ reality show ဆိုရင်ဟိုတကယ် script တက်ကြီးလောက်ထားလာစတရားပြင်ရှိရပေါ့နော်ဥပမာနမူနာပြောရမယ်ဆိုရင် season 1မှာဆိုရင်ကျွန်တော်တို့ကသူတို့တွေကိုကျွန်တော်တို့ကဗန်ဆင်းနေပြဗန်ဆင်းမှာကျွန်တော်တို့က9နာရီကို6နာရီလောက်ရတယ် shooting ရောက်လာတယ် shooting အဲ့မှာကျကျွန်တော်နေပူမှာဆိုစောစောရိုက်ကြတာကိုကျွန်တော်တို့ကသူလေကွင်းနေတဲ့ပါညာတော့အဲ့ကြောက်လာပြီဆိုရင်သူတို့က setting တွေကိုကြည့်ကြတယ် ဒီနေ့ဘာဆော့ရမှာလဲဒီနေ့ဘာလုပ်ရမှာကျွန်တော်ကလည်းဖွက်ထားတာဖွက်ထားပြီးတော့အဲ့လိုပုံစံမျိုးဆိုတော့တို့ကစိတ်ဝင်စားပြီးတယောက်တယောက်နဲ့အနိုင်ရလို့ဆိုတော့ ਨੇ ဆော့ကြအများကြီးပေါ့နော်ကျွန်တော်တို့ဘာလောက်မှတိတာလဲဆိုတော့ဥမာဆိုပါဆိုကျွန်တော်တို့ဒီ episode 8လောက်8လောက်မှာ8လောက်မှာချို့ရရှုံးလာကြတော့ခါကျတော့ချို့စားရတဲကြီးမဲကြီးဆော့လာတဲ့စားကြီးရှိရပေါ့နော်ဥမာဆိုပါဆိုဟိုငញ្ញန်းတို့ပါဆိုတော့ဆော့ကျွန်တော်တို့ဒီ cooking show မှာဆိုရင်ကျွန်တော်တို့ဒီ BTS တွေမပြလို့တာပဲ BTS တွေဒါပြခဲ့မယ်ဆိုရင်တို့ဘယ်လောက်တောင် ပြင်ထန်လဲဆိုတော့ငញ្ញန်းဆိုရင်ရှုံးသွားလို့ ဟိုစာသူငိုင်သွားတဲ့အစ္စာမျိုးတွေဆိုကျွန်တော်တို့အများကြီးတွေ့ရပါတော့။အဲ့တော့ကျွန်တော်တို့ကဒီ season 2မှာလည်းကျွန်တော်တို့ဒီ reality အစ်စ်ဖြစ်အောင်ကျွန်တော်ရိုက်ဖို့တော့ဆုံးဖြတ်ထားတယ်။နောက်တစ်ခုကလည်းကျွန်တော်တို့ကဒီရှေ့ရ concept ပေါ့။ concept ကကျွန်တော်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဥစ္စာတွေ။ပြီးတော့နောက်တစ်ခုကတောင်တန်းမားတွေဘဝကိုကျွန်တော်ထင်ဟပ်စေတဲ့အကြောင်းအရာတွေအားလုံးကိုကျွန်တော်ဒီ season 2ထဲမှာလည်းထည့်ထားပါတယ်ပေါ့။နောက်တစ်ခုက season 1နဲ့မတူတဲ့ကိစ္စကြောင့်ကျွန်တော်တို့ punishment ဟိုပြင်းထန်လာတဲ့ဥစ္စာတွေတွေ့ရတယ်။ဘာလို့ဆိုတော့ရှေ့ရဲ့ punishment တွေမှာကျွန်တော်တို့ဒီပြောခံရတဲ့ punishment တွေရှိရပါတော့။ဒါပေမဲ့ကျွန်တော်အဲ့ကောင်ကလည်းပွင့်လင်းပြောရရင်ကျွန်တော်တို့ကိုယ်တိုင်ဟိုအန်ဆင်းဖြစ်နေရပါတော့။ဒီအောင်လုပ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့မသိရဥစ္စာတွေရှိ။အခုမှဆိုတော့ကျွန်တော်တို့ကစဉ်းစားရတဲ့အထက်မှာဒီ punishment လုပ်လိုက်မယ်ဆိုရင်အရင်ပြင်းထန်သွားလိမ့်မယ်လို့ထင်တဲ့ punishment ရှိတယ်။ဒါပေမဲ့အဲ့ရောက်တဲ့အခါလုပ်လိုက်တဲ့အခါကျတော့ပေါ်ပါလိဖြစ်သွားတာရှိပါတော့။တခါကျရင်လည်းကျွန်တော်တို့ဘာရဲ့အကြောင်းမဟုတ်ဘူး။ဟောဒီ punishment မပြင်းထန်ဘူးလို့ပြောလိုက်တဲ့အချိန်မှာ အဲ့ဒီအချိန်မှာသူတို့ရဲ့ emotion တွေဟိုဟာပေါ့ရှုံးနေမှုတွေထဲမှာအဲ့ဒီ emotion ကပြင်းထန်ပြီးတော့ဖြစ်သွားခဲ့တဲ့ဟာရရှိရုပ်ဆိုင်ရောရှိရအောင်နော်ဒါပေမဲ့ကျွန်တော်တို့ကကျတော့ reality show ဖြစ်တဲ့အခါကျတော့ punishment မဖြစ်မနေပါမယ်တော့ဘုံဖြစ်နေရအောင်နော်ပါမယ်ဘုံဖြစ်နေရရဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဟိုနောက်တစ်ခုကကျွန်တော်တို့ဒီ punishment ရဲ့သဘောတဘာဝကလည်း reality show မှာမဖြစ်မနေ ်ဖြည့်သွင်းရတဲ့ခါကျတော့ဒီ season 2မှာလည်းကျွန်တော်တို့ဒီ concept ကတော့အရင် concept တိုင်းပဲသို့တော့ gain ညာအောင်တော့ကျွန်တော်တို့နည်းနည်းလေးပြင်ထန်တဲ့ဟာတွေပါမယ်နောက်တစ်ခုက punishment နည်းနည်းလေးပြင်ထန်လိမ့်မယ်လို့တော့ယူဆရတဲ့ဟာတွေပေါ့နော်ကျွန်တော်ပါလိမ့်မယ်ပေါ့အဓိကတော့ reality show 90%ဖြည့်အောင်တော့ကျွန်တော်တို့ကြိုးစားသွားဖို့ season ရှိပါတယ်အာစာကုနီလေးပြောခဲ့သလိုပဲပေါ့နော်ကျွန်တော်တို့ဒီ silly side ပြောရဆိုလို့ရှိရင် survival လောက်ရတဲ့ gain punishment နေနဲ့အာ မတူညီတဲ့ punishment တွေကိုဒါအနုပညာရှင်တွေအကုန်လုံးကမထင်မှတ်ပဲကျွန်တော်တို့ဒါသူတို့တွေးကြုံရတယ်ပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့အအောင်မြင်မှုပရိသတ်အောင်မြင်မှုပရိသတ်ရဲ့ပေါ့နော်အားပေးမှုတွေကျွန်တော်တို့အများကြီးရခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော် season 2ကိုရိုက်ဖို့အတွက်အင်အားတွေဖြစ်လာတာပေါ့နော်ဆိုတော့ season 2မှာလည်းကျွန်တော်တို့ကအဲ season 1နဲ့မတူတဲ့အဲဒီကစားနည်းတွေအဲပုံပြီးပြင်းထန်တဲ့ punishment တွေကိုကျွန်တော်တို့ဒါ season ထားတယ်ဘာလို့လဲဆိုလို့ရှိရင်ပရိသတ်တွေကလည်းဒီဟာကိုသူတို့မျှော်လင့်တာပေါ့နော်ဆိုတော့ဒီလိုနိုင်ငံကျော်အနုပညာရှင်တွေအကုန်လုံးကဒီဟာတွေကိုလောက်တဲ့ခါမျိုးတွေမှာသူတို့တကယ်ကိုအာဒီ အဲဂိမ်းဆော့တဲ့ခါမှာလည်းတို့ပြပပဆော့တို့ punishment လုပ်တဲ့ခါမျိုးမှာလည်းတို့ emotion မျိုးစုံတွေ့ရတယ် season 1မှာဆိုလဲ season 2မှာလည်းကျွန်တော်တို့မတူညီတဲ့တင်ဆက်မှုတွေနဲ့ဒါပရိသတ်တွေအကုန်လုံးကိုကျွန်တော်တို့ဒါဆွဲခေါ်သွားဖို့ပေါ့နော် season ထားပါတယ်ဒါပရိသတ်ကြီးရလည်းအားပေးပါအောင်ကျွန်တော်ပြောချင်ပါတယ် ောက်မှာတော့ဒါပြည်သက်တွေဒါညွှန်ပန်းထားသလိုပေါ့နော်ဟိုစီစဉ်1အလူမျိုးမဟုတ်တော့ဘဲနဲ့စီစဉ်2မှာဒီအနိဗျံအသစ်တွေကိုကျွန်တော်တို့ကဒီမှာဆွဲပြီးတော့ကျွန်တော်ထည့်ထားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့လူတွေပါသလိုတခါမှအဲ့လိုမျိုးဒီလိုမျိုး reality show အတွေ့အကြုံမရှိဘဲနဲ့အဲသူတို့ကိုယ်တိုင်ဟိုစိတ်လှုပ်ရှားပြီးတော့ဒါအဲဒီစီစဉ်2ပါတော့မယ်ဆိုမှပျော်ပြီးတော့မှသူတို့အရန်ကိုစိတ်လှုပ်ရှားနေကြလိမ့်မယ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီတစ်ခါအာစီစဉ်2မှာဆိုလို့ရှိရင်အာကိုထူအောင်အာရှမွေလာလင်းအောင်ခေအာဇဲလ် ဝင်းခန့်မိုးအာပြီးရင်ကျွန်တော်တို့အာ Jace ပေါ့နော်အာမင်းကလေးပညာရှင်မှာဆိုလို့ရှိရင်အာ Gary Mackin ဝင်းဝါအာရနနာမိုင်းရမုံမြင့်မြန်တန်တာညီအာ TV ကျော်နဲ့နှင်းတို့ပါတယ်ပေါ့နော်ဟုတ်ကဲ့ခုလည်းပြောရရင်2ကတော့ပို့ပြီးတော့ pressure များတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘယ်မှာပဲဖြစ်ဖြစ်1ကောင်းပြီးတော့2က1ကိုရှင်ကြတာများတာပေါ့များတဲ့ခါကျတော့တခါကျရင် pressure တော့ရှိရမှာနော် strategy ဒါပေမဲ့တော့ခုနေပြောရတာတက်နိုင်ဆုံးတော့ခေါင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်ပေါ့နော်တချို့ဟာကြီးကမတူအောင်လုပ်ရတာရယ်နောက်တစ်ခုကကျတော့ ဒီအခြေအနေနဲ့ချိန်ခါကိုကြည့်ပြီးလောက်ရတဲ့ခါကျတော့တချို့ကကြီးကြတော့ဟိုညှော်လင်းတယ်လို့မဖြစ်လာမှာပဲဆိုတာပေါ့နော်ဒါပေမဲ့ဟိုအကောင်းဆုံးတော့ဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ကျွန်တော် စီစဉ်ဝမ်ကအောင်မြင်ခဲ့တဲ့ထရက်ကြောင့်မို့စီစဉ်ဒီလုပ်တဲ့ခါမှာကျွန်တော် challenge အများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာလည်းပို့ပြီးတော့အလိုဒါပရိသတ်တွေအတွက်အဲရတမြအောင်စိတ်ဝင်စားအောင်ဂိမ်းပုံစံတွေကိုမတူညီတဲ့ပုံစံတွေနဲ့ဖန်တီးထားတယ်ပြီးတော့ဟိုဒီ show ကိုကြည့်လိုက်တာနဲ့အာဒီ game ကိုကြည့်လိုက်တာနဲ့အာတချို့ဟာဆိုကျွန်တော်တို့ငယ်ဘဝမှာကျွန်တော်ဆော့ခဲ့ရတဲ့ပုံစံလေးတွေအဲပြီးရင်ဒီအဲဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ game ပုံစံတွေပေါ့နော်ဒီဟာတွေကိုပဲကျွန်တော်အဓိကထားပြီးတော့အာကျွန်တော် upgrade လုပ်ထားတဲ့ဟာလေးရှိတယ်ပေါ့နော်ဆိုတော့ပရိသတ်တွေလည်းအာဒီ game ကိုကြည့်ရခါမျိုး တွေမှာဒါယတတခုခုခံစားရမှာတော့ကျွန်တော်အမခံပါတယ်ဟုတ်ဒါပေမဲ့ချို့အာရီပေါ်တော့ဒါဖြတ်ဟိုဖြည့်ဆွက်ပြောချင်တာပေါ့ချို့အာရီဆိုက်ပြိုးရေး gain ဆိုတဲ့စကားလုံးကတချို့အာရီကျတော့ကျွန်တော်တို့ကဟိုမတက်ဆိုင်တဲ့လူတွေတစ်ထင်မှာဆိုတော့ gain ဆိုတဲ့စကားလုံးကိုပဲကျွန်တော်တို့ကတုံးနေတာပေါ့နော် ဘာလို့လဲဆိုတော့ gain ဆိုတာအလုံးနားလဲအောင်ဆော့လို့ရတဲ့ပုံစံမျိုးတွေပဲကျွန်တော်တို့ခံလိုက်ရဥမာ site view ပါလို့ဥမာ value ဆောက် site view အဲ့လိုမျိုးတော့မဟုတ်ဘူးကျွန်တော်တို့အဓိကတော့ activity ဥစားပေးတာ။နောက်တစ်ခု adventure sand လေးဥစားမျိုးလေးတွေရဲ့နောက်တစ်ခု emotion ကိုကျွန်တော်တို့အချက်ကတော့၃ချက်လောက်ပေါ့။ဥမာ adventure emotion နဲ့ကျွန်တော်တို့ဒီသူတို့ activity ပေါ့။အဲ့ဒါကိုမူတည်ပြီးတော့ပဲကျွန်တော်တို့လုပ်ထားတဲ့ gain တွေများတာပေါ့နော်။အဓိကတော့ဒီနှစ်အဲ season 2ရဲ့ဥစားတော့ကျွန်တော်အရှိရ season 1ရဲ့အားနည်းချက်တွေတော့ပြင်ဆင်ထားတယ်ပေါ့နော်။အဓိကတော့ punishment တွေပေါ့။ punishment တွေ အပိုင်းကတော့ကျွန်တော်တို့ဆက်နှစ်ပိုင်းရိုက်ကူသွားမယ်ကျွန်တော်တို့ဒါဒီအထက်မြန်မာပြည်ဘက်မှာရိုက်သွားမယ်ပေါ့နော်ဆိုတော့အာဒီအာဆန်ဒေးကျွန်တော်တို့ည6:00နာရီပါမယ် MRT4 မှာကျွန်တော် online လောက်သွားမှာပေါ့နော်နိုဝင်ဘာ30ရာစပြီးတော့ပြသသွားမှာဖြစ်ပါတယ်ဟုတ်လားစီစဉ်ဝင်ကျင်းတက်ခဲ့တဲ့ပြည်သူတွေအားလုံးလည်း season 2ကိုကျင်းတက်လိုက်မယ်လို့ညွှန်နေပါတယ်ဟိုကျွန်တော်တို့ဒီအကောင်းဆုံးနဲ့ကျင်းဆက်သွားဖို့တော့ကျွန်တော်တို့ရည်ရွယ်ထားပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ